တခါတလေကြရင် formal လို့လည်းမတင်ကြပဲ sport wear တွေလောက်တိလည်းအရန် free မဖြစ်တဲ့ကြိုက်တဲ့နေရာဝင်လို့ရတယ် freshness ဆိုတာယောက်ျားလေးတိုင်းမှာရှိထားတင်ပါတယ် what's up buddy ကျွန်တော်ကတော့ key ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်အမြဲဝစ်စင်လို့ရပြီးဘယ်နေရာပဲတော်တော် light ဖက်တဲ့တက်တောင့်တတာရှိရင်မြန်မာလို့ဆိုရင် pop 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 fashion kosher fashion အကြောင်းကိုပြောပြပေးသားပါမယ်ပထမဆုံးအနေနဲ့ kosher fashion ဆိုတာဘာလဲကိုပြောပြပေးခြင်းပါတယ်လွယ်လွယ်ကူကူပြောရရင်တော့ kosher fashion ဆိုတာပုံ ံမှန်နေ့စဉ်ဘဝမှာတက်တောင့်တက်တာရှိရှိနဲ့ life ဖက်ညီညီဝတ်ဆင်နိုင်တဲ့ fashion ပုံစံကိုခေါ်ရပဲဖြစ်ပါတယ်။ယုံသွားယုံပြင်တကယ်ချင်းနေနဲ့တွေ့ဆုံတာဈေးဝယ်ထတာဒါမှမဟုတ်လေအိမ်မှာနေလွတ်လွတ်လပ်လပ်ဝတ်ဆင်တာမျိုးအတွက်အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ဒီ fashion ရဲ့အဓိကအချက်တွေကတော့ခန္ဓာကိုယ်ကိုဖိစီးမှုမရှိဘဲနဲ့လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်တာကြောင့်တက်တောင့်တက်တာရှိခြင်းအရင်ရှုပ်ထွေးနေတဲ့ fashion မျိုးမဟုတ်ဘဲနဲ့ရိုးရှင်းရှင်းနဲ့အထာကြခြင်းစရတွေပဲဖြစ်ပါတယ်။ ကဲအဲ့ဒါဆိုရင်ညီကိုတို့အတွက်ခင်းနယ်လည်းညီပြီးတော့အထာကြမယ် kosher outfit စံမျိုးကိုအသေးစိတ်ပြောပြပေးတော့မှာမလို့ရှေ့ရှေ့ဝေးဝေးပြောမနေပဲဗီဒီယိုကိုစလိုက်ကြရအောင် first of all ကတော့ဘယ်တော့မှမယူသွားရဲ classic combination ပဲဖြစ်ပါတယ် UU အပြူရောင်ဒါမှမဟုတ်အနက်ရောင် crew neck t-shirt တစ်ထည်ကို dark wash အပြာရင် ကျင်းပေါင်းမီနဲ့တွဲဖက်ဝတ်ဆင်ဖို့ကြံပေးပါရယ်။ပြီးရင် white sneaker ဒါမှမဟုတ် casual leather sneakers တွေကိုတွဲဖက်ဝတ်ဆင်တာကအကောင်းဆုံးပဲဖြစ်ပါရယ်။ကိုကထပ်ပြချင်ရင်တော့ Nike တလုံးဒါမှမဟုတ် Fusion နဲ့ Stretch တွေနဲ့ဆိုရင်အကောင်းဆုံးပဲဖြစ်ပါရယ်။ Second outfit ကတော့နည်းနည်းလေးပိုပြီး smart casual look ပဲဖြစ်ပါရယ်။ချစ်သူနဲ့ date လုပ်တာအငယ်ချင်းတွေနဲ့ restaurant သွားတာမျိုးတွေအတွက်အဆင်ပြေပါရယ်။အပေါ်မှာအပြာနုရောက် Oxford Border Town Shirt တထဲကိုအောက် 效果差異요。 Chinos ပေါင်းပြီးနဲ့တွဲဝစ်စေခြင်းပါတယ်ဝစ်တဲ့အခါအင်ကြီးလက်ကိုခောက်တင်ထားတာမျိုးကပို့ပြီးတော့ fashion ကြစေပါတယ်ဖဏကတော့ lovers ဒါမှမဟုတ် boat shoes တွေကိုရွေးချယ်လို့ရပါတယ်တရရာ outfit ကတော့ပေါပေါပပလူငယ်လူကြီးမရွေးဝစ်လို့ရတယ် casual look ပဲဖြစ်ပါတယ်အရင်ဆုံး white t-shirt or black t-shirt ကိုရိုးရိုးဒါမှန် blue denim jacket jean jacket တထည့်နဲ့တွဲဝစ်ဖို့အကြံပေးပါတယ်အောက်ကတော့ black jeans ဒါမှမဟုတ် chin notes တွေနဲ့တွေ့ဖက်ဝင်စင်လို့ရပါတယ်ပြီးရင်ဖနက်ကတော့ cautious sneakers ဒါမှမဟုတ် war boots တွေကအကောင်းဆုံးပဲဖြစ်ပါတယ် full of it ကတော့ smart cautious look ပဲဖြစ်ပါတယ်ဒါက golf ကစားတာတကယ်ကျွန်းနေနဲ့ coffee တောက်တာမျိုးတွေမှာကပဲ date လောက်ကိုအတက်ပါအတင်းတော်ဆုံးပဲဖြစ်ပါတယ်။အပေါ်မှာ do you plain color pollution တဲ့ဟိုအောက်ကချီနိုစ်နဲ့တွက်ပတ်ဝင်စင်ပုံကြံပေးပါတယ်။ဖဏကတော့ white sneakers တာမဟုတ် cautious loafers တွေကအလိုက်ပါဆုံးပါပဲ။ပို့ပြီးတော့ smart ဖြစ်ချင်ရင်တော့ကပတ်နဲ့ nail လေးပါထပ်ပေါင်းထည့်လို့ရပါတယ်။ 9ခုမြောက်ကတော့အေးတဲ့ရာသီဒါမှမဟုတ်နေတိုင်းဝတ်ဖို့အတွက်ပေါပေါပါပါနဲ့စတိုင်ကြတဲ့ရီးချင်မှုတစ်ခုပဲဖြစ်ပါတယ်အထဲမှာ UU white t-shirt ဒါမှမဟုတ် grey t-shirt တည်းဝတ်ပြီးအပေါ်ကနေ flannel shirt ကိုကြယ်ဒီမတ်သက်ပဲနဲ့အပေါ်ထပ်လိုမျိုးထပ်ဝတ်စေချင်ပါတယ်အောက်ကတော့ light wash ဒါမှမဟုတ် this red jeans အပြည့်လူတွေပါတဲ့ jeans တွေကိုရွေးလို့ရပါတယ်ဖနက်ကတော့ high top sneaker ဒါမှမဟုတ် boots တွေနဲ့ပို့လိုက်ပါတယ် 6ခုမြောက်ကတော့စောင်းရသည်ဒါမှမဟုတ်အေးတဲ့အချိန်တွေမှာနွေးနွေးထွေးထွေးနဲ့ smart တက်ကြွဝစ်လို့ရမယ် version မျိုးပဲဖြစ်ပါတယ်အပေါ်မှာ UU Crew Max ဆိုတဲ့တဲ့ကို dark color chino ဥပမာ navy blue dark gray နဲ့ပြဝဖို့အကြံပေးပါတယ်ဖနက်အနေနဲ့ dazzle boots ဒါမှမဟုတ် latest sneakers တွေကပို့ပြီးတော့ live ဖြစ်ပါတယ် လေးရင်းဝေးရတိုက်ကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့အင်ကြီးအောက်ကကော်လာပါရဲရှယ်အင်ကြီးပပလေးတည်းခံပြီးတော့ကော်လာကို အပြင်ထုတ်ဝေးတာမျိုးတွေလုပ်နိုင်ပါတယ်။နောက်ခုမြောက်ကတော့ပူပင်းနဲ့ရာတီဥတူအတွက်ခမိုင်မိုက်လူငယ်ဆန်နဲ့ fight ကိုပေးနိုင်တဲ့ပုံစံပဲဖြစ်ပါတယ်။အပေါ်မှာ graphic t-shirt တည်းကို jeans short တာမဟုတ် cargo shorts နဲ့တွေ့ဖက်ဝစ်စင်လို့ရပါတယ်။ ကျွန်တော်အရင်ဗီဒီယိုတွေမှာပြောခဲ့ပူတဲ့ George တွေအားလည်းဒီနှစ်ထဲမှာအရင်ခေတ်စားလာတာမလို့ရွေးချယ်ဝင်စင်လို့ရပါတယ်။ဖနက်ကတော့ Retro Sneakers, Star Fox, Skate Shoes လို့မျိုးတွေကိုတက်ဖက်ဝင်စင်ဖို့အကြံပေးပါတယ်။ပြီးရင် Peace for Cap, Star Fox, Bagger Head လေးနဲ့ဆိုရင်လည်းပုပ်ပပပနဲ့ Fresh ကြစီပါတယ်။ ရှေ့ခုမြောက်ကတော့ Three Wheel ဖြစ်ပြီးတော့လူငယ်တွေကြားခေတ်အစားဆုံး comfortable style ပဲဖြစ်ပါတယ်။အပေါ်မှာပေါပေါပါပါ oversize t-shirt ဒါမှမဟုတ် drop shoulder tee တဲ့ကိုဂျင်းပေါင်းမီစာ baggy trousers ဒါမှမဟုတ် parachute pants လို့မျိုးပေါပေါချာချာပေါင်းမီနဲ့တပတ်ဝတ်စင်ဖို့ကြံပေးပါတယ်။အနောက်ကတော့ chunky sneakers တွေကအကောင်းဆုံးပဲဖြစ်ပါတယ်။ ကိုဘူးမြောက်ကတော့ retro look ပဲဖြစ်ပါတယ်အရင်ဆုံး t-shirt တစ်ထည်ကိုအပေါ်က yoyo cardigan verse တာမဟုတ် sweater verse လေးနဲ့ထပ်ဝတ်ဖို့ကြံပေးပါတယ်အောက်က straight leg trouser နဲ့ jeans တွေကအကောင်းဆုံးပဲဖြစ်ပါတယ်ဖက်နက်ကတော့ converse shoe ဒါမဟုတ် classic sneaker တွေကလိုက်ပါပါတယ် နောက်ဆုံး offer ကတော့ key easy ကြောင့်အတိုင်း utility ဒါမဟုတ် group call လို့ခေါ်တဲ့ version ကို ပေါ့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 ပုံစံနဲ့ပေါင်းဆက်ထားပဲဖြစ်ပါတယ် multi pocket pocket တွေအများကြီးပါတယ် cargo pants ဒါမဟုတ် utility pants ကို UU tank top လက်ပြဒါမဟုတ် t-shirt တွေနဲ့တွဲဖို့ကြံပေးပါတယ် ပြီးရင်အပေါ်ကနေ wind breaker jacket ဒါမှမဟုတ် zipper jacket ပပလေးတစ်ထည်ကိုထွက်ဝစ်တာကကိုယ့်ရဲ့ပုံစံကိုသိစင်မြင်တင်ပေးနိုင်ပါတယ်။ခဏကတော့ trail sneaker ဒါမှမဟုတ် hiking boots လိုမျိုးနည်းနည်းကျန်းတဲ့ပုံစံတွေကပို့ပြီးတော့ထိုက်ပေးပါတယ်။အပြင်သွားရင်တတ်တုံတတရှိစေပြီးတော့ style နဲ့ကြာစေပါတယ်။ ကဲဒါတွေကတော့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်ပေါ့ပေါ့ပါပါနဲ့အထာကြကြထသွားထလာဝတ်ဆင်လို့ရမယ်အကောင်းဆုံး outfit စမျိုးကိုအသေးစိတ်ပြောပြပေးခဲ့ရပါဖြစ်ပါတယ်။နောက်ထပ်ခိုးစိတ်ကြပေါင်းစပ်မှုများနဲ့လည်းဖန်တီးဝတ်ဆင်လို့ရပါတယ်။အဲဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးဘူး subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်။အသေးသေးတော့အကြောင်းအရာရင်းနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးများ යි တင်ပါတယ်။